မန္တလေးဖန်နဲ့တင်ရေဒီယိုကိုနားထောင်နေတဲ့ပရိသတ်တွေအားလုံးကို Morning Peace ကနေပြောကြိုဆိုလိုက်ပါတယ်။ဒီနေ့မှဆိုလို့ရှိရင်တော့တို့ဒီမန္တလေးဖန်နဲ့တင်ရေဒီယိုနဲ့အတူပဲ My Job မြန်မာတို့ပူးပေါင်းပြီးတော့မြန်မာနိုင်ငံကလူငယ်တွေအတွက်အလုပ်ကိုင်းအခွင့်လန်းနေတဲ့ပတ်သက်တာတွေလုပ်ငန်းခွင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုမေးမြန်းပြီးတော့တက်ဆက်ပေးနေတဲ့အစီအစဉ်ပဲဖြစ်ပါတယ်။ဒီနေ့မှဆိုလို့ရှိရင်တော့ဒါအခုလက်ရှိပေါ့နော်လုပ်ငန်းခွင်စဝင်မဲ့လူငယ်တွေအတွက်ရောဒါ career change ပြီးတော့ next step ကိုသွားဖို့ကြိုးစားနေတဲ့လူငယ်တွေအတွက်အဲကြုံရတဲ့ကြေတနာတွေစ ိန်ခေါ်မှုတွေအကြောင်းကိုပြောပြပေးသွားဖို့ရှိပါတယ်။ဒီကြောင်းအရာတွေကိုပြောပြပေးသွားဖို့အတွက်လည်းမြန်မာနိုင်ငံရဲ့အကြီးဆုံးနဲ့ပထမဆုံးအလုပ်ကိုင်ရှာဖွေရေး platform ဖြစ်တဲ့ MyJob မြန်မာရဲ့ Chill Woman တဦးလေးဖြစ်တဲ့ပြီးတော့ဒီ ecosystem page တဦးလေးဖြစ်တဲ့အမမညတနာဦးကိုဖိတ်ခေါ်ထားပါတယ်။အမနဲ့တူတူဆွေးနွေးတက်ဆက်ပေးသွားမှာဖြစ်ပါတယ်။အမမင်္ဂလာပါရှင်။မင်္ဂလာပါရှင်။ဟုတ်ကဲ့ပါအမ။အရင်ဆုံးပေါ်တော့တို့ဒါပြီးခဲ့တဲ့အပတ်တရားဆိုရင်တော့တို့ဒါလုပ်ငန်းခွင်စောင့်ဝင်မဲ့လူတွေအတွက်ပထမဆုံးအရေးကြီးတဲ့ CV form နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုပြောခဲ့ရပါတော့။အခုကတော့ ော့တိတ်လက်တိတ်သွားပြီဟုတ်ပြီလုပ်ငန်းခွင်လည်းစဝင်တော့မယ်လုပ်ငန်းခွင်တစ်ခုတည်းစဝင်မဲ့လူငယ်အတွက်လည်းမဟုတ်ဘူးအဓိကက career change ပြီးတော့ next step ကိုသွားဖို့ကြိုးစားနေတဲ့လူငယ်တွေအဓိကရင်ဆိုင်နေရတဲ့ပြဿနာတွေစိန်ခေါ်မှုတွေကဘာဖြစ်မလဲပေါ့အခုလည်းရှိတို့နိုင်ငံအနေနဲ့ဆိုရင်ပေါ့နံပါတ်၁ကကျတော့ career change ပဲဖြစ်အခုမှအလုပ်ကိုစလုပ်မယ်လူငယ်ပဲဖြစ်ဖြစ်ပေါ့နော်အဓိကအမကဘာကိုပြောချင်တာလဲဆိုတော့အမတို့နိုင်ငံရဲ့ဟိုဟာတစ်ခုရှိနေအဲ့ဒါက internship ပေါ့နော်ဆိုတော့ဒါလေးအမတို့ကကျောင်းပြီးပြီဆိုတာနဲ့ပထမအဆုံးစပြီးအလုပ်ရှင်ကမေးတယ်အတွေ့အကြုံရှိလားဆိုတဲ့ဟာနဲ့လာကြတယ်လေဆိုတော့အတွေ့အကြုံရှိလားအတွေ့အကြုံမရှိတော့အတွေ့အကြုံမရှိတော့အလုပ်မရအလုပ်မရတော့အတွေ့အကြုံမရှိဘူးဆိုတဲ့ဟာမျိုးဖြစ်တယ်ဆိုတော့လေအဒီကနေ့ပထမအဆုံးကျွန်မပေးချင်တဲ့ message လေးကကြတော့ အနည်းဆုံးအလုပ်ကိုစပြီးလုပ်ကြည့်ကြည့်ပါဗောနော်ပထမကျမတို့ကကိုယ့်ရဲ့ criteria အမြင့်ကြီးတွေရှိကောင်းရှိမယ်ငါဒါမျိုးကြီးဖြစ်ချင်နေဆိုတဲ့ဟာမျိုးဗောနော်အာကျမလည်းဖြစ်ခဲ့ဘူးတာပဲကျမအလုပ်စလို့တော့ GN တန်းလုပ်ချင်ခဲ့တာဘာဖြစ်လို့လဲဆိုတော့အပစ်စနစ်အများကြီးရတယ်သူများကိုခိုင်းရတယ်ဆိုပြီးဗောနော်ဒါပေမဲ့ကျမပထမအဆုံးဖြတ်ကားမဲ့ဂျန်ဒီကဘာလေးလဲဆိုတော့ကျမအရင်အလုပ်လုပ်တတ်ဖို့လိုအပ်တယ် သူများကိုမအုပ်ချုပ်ခင်မှာကိုကိုတိုင်အုပ်ချုပ်တဲ့လူတွေရဲ့တယောက်ချင်းစီဟာဘလို့ဖြတ်တယ်ဆိုတာသိတော့မှသူများကိုအုပ်ချုပ်မှာလေဆိုတော့ပထမအဦးဆုံးအလုပ်စားလုပ်မဲ့လူငယ်တွေကိုပထမအဦးဆုံးခြေလှမ်းအနေနဲ့ အလုတ်တစ်ခုကိုအရင်စပြီးတော့ဝေမှုကျွန်မစပြီး recommend လုပ်ပါတယ်အဲ့တော့အဲ့ဒီအလုတ်ကနေကျွန်မတို့သင်ယူနိုင်တဲ့ဟာတွေအတွေ့အကြုံတွေကျွန်မတို့ network တွေကိုချက်ပြီးတော့တစင်ချင်းစီလမ်းမှုရည်ရွယ်ပါတယ်အဲ့တော့ career change မဲ့လူတော်တော်များများဆိုရင်လည်းကျွန်မအဓိကပေးပြောချင်တဲ့ဟာက career က change ဖို့လိုအပ်ရင် change ပါပေါ့နော်အဲ့တော့နှစ်ခုရှိတယ်ကျွန်မတို့ရှိမှာကိုက ကိုလက်ရှိလုပ်နေတဲ့အလုပ်နဲ့မပြောတာလားမပြောလဲဆိုရကိုက comfort zone နဲ့ဖြစ်လုံနေကြဖြစ်သွားရင်လူက boring ဖြစ်လာတယ်လေပြင်းလာတဲ့ဟာမျိုးဆိုတော့ကိုလုံနေကြအလုပ်မဟုတ်လို့ဒါကြီးကကိုယ့်အတွက်အရန် easy ဖြစ်နေတယ်ဆိုရင်တခုခုကိုပြောင်းလို့ကြည့်လို့ရတယ်ဒါမှမဟုတ်ကိုယ့်ရဲ့ interest ပြောင်းနေရလားကိုယ်စိတ်ဝင်စားမှုပြောင်းနေရလားဆိုတဲ့ဟာရှာဖို့ကျမဒီကနေ့ထပ်ပေးခြင်းနေပေါ့เนาะ challenge ကတော့ဘာဖြစ်တာလဲဆိုတော့ဟို မရေရာမှုတွေများတဲ့အချိန်မှာရေရာရာရှိတဲ့ဟာဘာတူလဲဆိုတော့ကိုကိုတိုင်းပဲအဲ့ကိုကိုတိုင်းကဘာဟိုရေရာရာလေ့လာမလဲဘယ်အရာကိုကိုက invest ပေါ့အချိန်တွေသုံးပြီးတော့ငါနောက်ထပ်တစ်နှစ်မှာဘာဖြစ်လာမလဲနောက်ထပ်သုံးနှစ်မှာဘာဖြစ်မလဲငါးနှစ်မှာဘာဖြစ်မလဲဆိုတဲ့ဟာကိုကိုကိုတိုင်းကအရင်ကိုယ့်ရဲ့ focus ပေါ့နော်ကိုယ့်ရဲ့ ပန်းနိုင်ကိုရဲ့ဥတီချက်ကိုအရင်ချဖို့ဒီမှာဒီကနေပြောချင်ပါတယ်ရှင်ဟုတ်ကဲ့ပါနောက်ထပ်ဒါဥထပ်ပြီးတော့သိချင်တာပေါ့နော်ဒါပြီးခဲ့တဲ့အပတ်ကဆိုရင်တော့တို့အဲပြောတာပေါ့နော်အလုံရှားပါတယ်ဆိုတော့မဟုတ်ဘူးအဓိက gut ဖြစ်တာပေါ့နော်ဆိုတော့ employee နဲ့ employee ကြားထဲမှာအဲလိုအပ်ချက်တွေအဲတယောက်နဲ့တယောက်လိုအပ်တာတွေမသိတဲ့အတွက်လည်းဒီခေတ်မှာတချို့လူငယ်တွေအလုံမရကြတာလို့ပဲပြောရမှာပေါ့နော်အဲ့တော့ဒီအလုံလက်မဲ့ဥယျာဉ်တိုးလာတယ်လို့လည်းပြောကြတယ်အဲ့တော့လုပ်ငန်းခွင်စာဝင်မဲ့တချို့လူငယ်တွေဆိုလို့ရှိရင်လမ်းပျောက်တယ်ပေါ့နော်နောက် ရဲ့ချိန်ပြတ် next step ကိုသွားမဲ့လူတွေအတွက်ကလည်း target တွေပျောက်တယ်ခုနကမပြောလို့ comfort zone ထဲမှာပဲပိတ်မိရဲ့ငါပြောင်းလိုက်လို့အဆင်ပြေပါမလားအဲ့အလုတ်ကရောအခုလောက်အဆင်ပြေနိုင်ပါမလားဆိုတော့အတွေးတွေဟာအများကြီးနဲ့တချို့ဆိုအချိန်အကြာကြီးအလုတ်တစ်ခုမှမြဲသွားတာပေါ့နော်အဲ့တော့ဒါတွေကိုဒီလိုမျိုးတွေဖြစ်လာပြီဆိုရင်ဒါတွေကိုဘယ်လိုကြော်ဖြတ်ရမလဲပေါ့နော်ဟုတ်ဟုတ်အပထမဆုံးကတော့အခုနအ comfort zone ဖြစ်တဲ့လူတွေဖြစ်တယ်လို့ comfort zone က အလုပ်တစ်ခုမှာရေရှည်လောက်တာကောင်းပါတယ်ဒါ loyalty ဖြစ်တာပေါ့နော်ဒါပေမဲ့ကိုက loyalty ဖြစ်ပေမဲ့ကိုယ့်အတွက် grow ရှိရလားပေါ့နော်ကိုကဒါလုပ်ပြီးဒါလုပ်ပြီးဒါလုပ်ပြီးဆိုတဲ့ဟာမျိုးပေါ့နော်ကျွန်တော်တို့တော်တော်များများဒီ corporate culture မှာရှိတယ်ပေါ့ဒီ level ပြီးရင်နောက်ထပ် level တက်လို့ရတယ်နောက်ထပ် level တက်လို့ရဆိုကိုယ့်အတွက် dream ကြီးရှိတယ်ကိုယ့်ရဲ့လှေကားတက်တယ်ကိုကိုမြင်ရတယ်ပေါ့အဲ့လိုမျိုးကိုကိုကိုမြင်ရရလားပေါ့အဲဒါဆိုရင်တော့ကျိန်းတည်တယ်ငါရဲ့ဒီအလုပ်မှာငါတိုးတက်မှုရှိနေတယ်ငါတစ်ခုခု achievement ရှိနေတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့မှာနှစ်ခုရှိတယ်ပေါ့အလုပ်တစ်ခုလုပ်တော့မယ်ဆိုရင် scale ပေါ့ scale ရှိတော့မှကျမတို့က appreciation လို့ရမယ်။အာမမရေဒါလေးလို့တော့မမတော်လိုက်တာလို့တူတူရပြောကို appreciate လုပ်ပြီဆိုရင်ကိုယ့်ရဲ့ skill ကိုကိုကတိုးတက်အောင်ကြိုးစားကြစေရှိလာတယ်။အဲ့တော့ကိုက skill ကိုတိုးအောင်ကြိုးစားသူတစ်ဖက်မှာလည်းကျမတို့ people management လို့ခေါ်တယ်။လူတွေနဲ့လိုက်လျောညီတွေဆိုတာပြောတတ်ဖို့လိုအပ်တာပေါ့နော်။ဆိုတော့ကျမတို့လူတက်အောင်ပေါင်းရတာပေါ့။ကျမတို့နိုင်ငံမှာဆိုရင်တော့ဟိုအထက်အောက်ဆက်ဆံရေးရှိသလိုဘေးတိုင်းဆက်ဆံရေးကိုလည်းကိုကောင်းကောင်းလေးလုပ်နိုင်နေဆိုရင်ကိုဒီ people management လုပ်နိုင်တော့မှကျမတို့ grow ဖြစ်မှာလေ။အဲ့တော့ကျမတို့ကနှစ်ခုလိုအပ်တယ်။ skill နဲ့ people ပေါ့နော် scale ကကျမတို့ recognition ကိုရပြီးတော့ people ကကျမတို့ရဲ့ grow ကိုရမယ်ပေါ့နော်ဆိုတော့အဲ့ဒီနှစ်ခုကိုရအောင်စူးစမ်းဖို့ကျမတို့လိုအပ်တယ်အဲ့တော့အဲ့ဒီနှစ်ခုလုံးရမှကျမတို့သွားကျင်တဲ့လမ်းကြောင်းကိုပို့ပြီးတော့ကောင်းကောင်းလေးရောက်နိုင်ပါလိမ့်မယ်ရှင်ဟုတ်ကဲ့ပါအဲ့တော့ဒါ comfort zone ထဲမှာပြိမိနေတယ်ဆိုပြီးတော့ဒါအမြဲတမ်းတော့ညီးလို့မရဘူးပေါ့နော်အဓိက ကိုယုံထွက်နိုင်ဖို့အတွက်ဗန်တော့ကိုဘာဖြစ်ချင်လဲကိုဖြစ်ချင်တဲ့ဟာလေးသေချာသိရင်တော့ယုံထွက်နိုင်မှာပေါ့နော်ဆိုတော့နောက်ပြီးတော့အခုနောက်ပိုင်းပေါ့နော်တချို့တချို့တော့လုပ်ငန်းတွေမှာ financial ဘာမတည်ငြိမ်တဲ့လုပ်ငန်းခွင်တွေများလာတယ်ပေါ့နော်အဲ့တော့အဲ့လိုလုပ်ငန်းခွင်တွေမှာဆက်ပြီးတော့လှုပ်တင်လား career change တင်လားပေါ့နော်ဒီနေ့အပိုင်းလေးကတော့အဓိကတော့လုပ်ငန်းခွင်ထဲမှာရှိနေပြီးတော့နောက်တစ်ခု next step ကိုသွားကျင်တဲ့လူငယ်တွေအတွက်တော့အဓိကအပိုင်းလေးတော့ဖြစ်မယ်လို့တော့ချင်တယ်ပေါ့နော်အမရောဘယ်လိုမျိုးမြင်လဲဟုတ်ဟုတ်အဲ financial မငြိမ်တာတဲ့ဆိုင်ပေါ့နော် insecure ဖြစ်တယ်လို့ပြောတချို့ကကြတော့ငါအလုပ်ထဲမှာဒီလောက်ကမြဲပါမလားဟာဒီလောက်နဲ့အဆင်ပြေပါမလားဆိုလူတိုင်းမှာ challenge ရှိတယ်ပေါ့เนาะဆိုတော့ဟိုမြဲတာမမြဲတာတဲ့ဆိုင်ရင်နံပါတ်1ကဘာလဲဆိုတော့ကိုကရောဒီအလုပ်ကိုဘယ်လောက် interest ရှိလဲပေါ့မှာမူတည်တယ် ခါကျရင်ကျမတို့ပေးတဲ့ investment တွေလိုအပ်တယ်ပေါ့နော်ကျမတို့ကတခုခုကို invest လုပ်မှအမြင့်ဆုံးရောက်နိုင်တာရှိတယ်လေဆိုတော့အခုနပြောတဲ့ comfort zone နဲ့ရောက်နေတာလားဆိုတော့ဟောပြန်ရှာဖို့ဆိုတော့လေအော်ဒီမှာတော့လွယ်လွယ်ကူကူလေးပဲငါဒါလေးလှုပ်လိုက်လို့ဒီလစာရနိုင်မယ်သူများတွေရှိမှခက်ခဲနေတဲ့ဟာဖြစ်ရင်ဖြစ်နိုင်တယ်ဒါပေမဲ့အဲ့ဒီခက်ခဲတဲ့ဟာကသူဒီငွေမရပေမဲ့ expert ဝယ်နေတာအဲ့တော့ကိုယ့်ရဲ့ growth ကရောတကယ်ရှိရလားစဉ်းစားဖို့လိုအပ်တယ်အဲ့တော့မောင်နှင်ညီမတွေအနေဒါမို့ရင်ဒီအလုပ်တစ်ခုကလည်းနောက်တစ်ခုကိုပြောင်းလို့မရပထမဆုံးစဉ်းစားမယ့်အချက်ကကြတော့ငါဘယ်အချက်တွေကိုပို့ပြီးတော့ retrain ပြန်လောက်ကမှာလေပေါ့ထပ်ပြီးစ조사မယ့်အရာတွေရှိတယ်ကိုယ့်ရဲ့ဒီကိုကိုယ်တိုင် scale up လောက်ကမယ့်ဟာတွေရှိတယ်ကိုကိုယ်တိုင် upgrade လောက်ကမယ့်ဟာရှိတယ်အခုဆိုနည်းပညာတွေပြောင်းလာတယ်အများကြီးပဲအဲ့တော့လူတိုင်းကကိုယ်ကြိုက်နှစ်သက်တယ်လို့ upgrade လုပ်လို့ရကြတယ်အဲ့တော့ online ကနေရှာဖွေလို့ရတယ်ဥပမာဆိုရင်ကိုက Facebook သုံးတယ်ကိုက TikTok သုံးတယ်အဲ့တော့ကိုယ့်ရဲ့အဲ့ဒီ တုံးနေတဲ့ social channel တွေတုံးပြီး develop လုပ်လို့ရတယ်။ကျမတို့သတိထားမိလားမသိကျမတို့ဒီ Facebook လေးမှာဆိုရင်ကိုကြိုက်နေတတ်တဲ့ subject လေးတစ်ခုရှာလိုက်တာနဲ့သူနဲ့လားတူတဲ့ content တွေပေးနေတဲ့ဟာလေဒါကျမတို့ရဲ့တစ်ဖက်နည်းနဲ့တုံးနေဆိုကျမတို့ဒါ သင်ယူလို့ရတယ်ဆိုတော့ကိုက career တစ်ခုကို change တော့မယ်ဆိုရင်မ change ခင်မှာဘာလုပ်ကမှာလဲဆိုကိုလက်ရှိရှိနေတဲ့အလုပ်မှာဘယ်အချက်တွေကကိုရဲ့အားသာချက်ဖြစ်တာလဲကိုတကယ်လို့ပြောင်းကျင်တဲ့အလုပ်မှာကိုကဘယ်အချက်တွေတော့လုပ်ကမယ်ဘယ်အချက်တွေတော့လေ့လာရမယ်ပေါ့ဘယ်အချက်တွေတော့သင်ယူရမယ်ဆိုတဲ့အချက်ကလေးနှစ်ချက်ကိုကောင်းကောင်းလေးကိုကိုကိုရှင်းရှင်းလင်းလင်းလေးသိသွားရဲဆိုရင်ပြောင်းမှုလွယ်အပ်ပါတယ်ပေါ့နော်ဆိုတော့တကယ်လို့ပြောင်းမယ်ဆိုရင်နှစ်ချက်ကိုကြည်ပါတစ်ချက်ကကိုကိုပျော် ဖို့အခွင့်အရေးမပေးတာဒါမှမဟုတ်ကိုယ့်ကိုပျော်ဖို့ဆိုလူတိုင်းကတော့ပျော်ကြင်တာပဲဒါပေမဲ့ကိုယ့်ရဲ့ grow မဖြစ်တော့ဘူးဆိုရင်တော့ပြောင်းတင်နေပေါ့နော်အဲ့တော့ကိုယ့်ရဲ့ grow တော့ရှိတယ်ဒါပေမဲ့အဲ့ဒီမှာကိုက improvement မဖြစ်သေးဘူးဆိုရင်ကိုကိုယ်တိုင် improve လုပ်ဖို့လိုအပ်တယ်ဆိုတော့အဲ့တော့ဟိုရှိနေတဲ့အလုပ်ကလေးတွေမှာကိုကဘယ်အချက်တွေကငါ့အတွက်ကောင်းချက်ပေးနေတာလဲ compare လုပ်ကြည့်ပါကိုပြောင်းကျင်တဲ့အရာနဲ့ပေါ့နော်အဲ့တော့ပြောင်းကျင်တဲ့အရာအတွက်ကကိုကဘာတွေကြိုပြင်ထားပြီးပြီလဲဆိုတဲ့ဟာအချိန်တစ်ခုယူပြီးပြင်ဖို့တော့ကျွန်မဒီကနေ suggestion ပေးချင်ပါတယ်ရှင်ဟုတ်ကဲ့ပါအဲ့တော့အဲ့ဒါလေးနဲ့ဆက်ဆက်ပြီးတော့နောက်ထပ်မေးခွန်းလေးတစ်ခုကထပ်ပြီးတော့မေးချင်တာပေါ့နော်ဒီမြန်မာနိုင်ငံမှာပေါ့နော်ဥရောကိုနိုင်ရောတခြားလူတွေမှာရောဒါဖြစ်လေဖြစ်တာရှိတာဘာလဲဆိုတော့ခုနကပြောလို့ပေါ့နော် comfort zone မှာပြိမ့်မရမျိုးလေးဖြစ်နိုင်တယ်အလုပ်တစ်ခုကနေတစ်ခုချိန်မှုအတွက်တိတ် မချိန်ရဲကြတာ career ချိန်ရမှာကိုကြောက်ကြတာပေါ့နော်အဲ့တော့တချို့ဆိုရင်အလုပ်တစ်ခုမှာပဲအချိန်ကြာကြီးဆွဲလုပ်တယ်10နဲ့အနည်း20ဒါပေမဲ့အခုနောက်ပိုင်းလုပ်ငန်းဝင်တချို့တော်တော်များများမှာလည်းအကြောင်းမျိုးမျိုးကြောင့်အလုပ်တွေရက်ဆိုင်တာတွေအလုပ်ကနေလူပုတ်ကိုအဆင်မပြေလို့မဟုတ်လုပ်ငန်းဝင်တစ်ခုကဆက်လုပ်ဖို့အဆင်မပြေလို့ဒီလုပ်ကနေဖယ်ရှားတာမျိုးတွေဒါမျိုးတွေကြုံလာကြတယ်ကြုံလာကြတဲ့အခါမှာဆိုလို့ရှိရင်လည်းတခြားအလုပ်တစ်ခုကိုပြောင်းလဲလုပ်ဖို့အတွက်ကိုစိတ်က အဆင်မပြေတော့ဘူးအလုတ်ကတော့ဖယ်လိုက်တာပဲဖယ်လိုက်တာသူတို့ဒီလုပ်ငန်းကိုဆက်ပြီးလဲပတ်ဖို့မဖြစ်နိုင်တော့တဲ့အတွက်ဖယ်လိုက်တာဒါပေမဲ့တကယ်တမ်းဖယ်ခံလိုက်ရတဲ့ဝန်ထမ်းဘက်တွေဒါအလုတ်သမားတွေစီမှာကြတော့ဒါ trauma လို့ပြောရမှာပေါ့နော်ဒါမျိုးလေးတွေဖြစ်လာတယ်အဲ့တော့နောက်ထပ် career တစ်ခု change မို့ challenge တွေကိုစပြီးလုပ်ဖို့ကြောက်သွားတာမျိုးရှိရဲအဲ့တော့ give up လုပ်လိုက်တာမျိုးတွေရှိရဲပေါ့နော်အဲ့တော့ဒါမျိုးတွေကိုကြုံလာရပြီးရင်ဆိုင်လာရပြီဆိုရင်ဘယ်လိုမျိုးရင်ဆိုင်တင်လဲပေါ့နော် မောင်မေးကျင်တာပါဟုတ်ဒါကတော့ဥပြောတဲ့ဟာကတော့အမတို့ဒီကိုဗစ်ကာလာပြီးတော်တော်များများမှတွေ့ရတဲ့အချက်တော်တော်များရဲပေါ့နော်ကုမ္ပဏီတော်တော်များများရဲ့ဒီအာ redesign လုပ်လိုက်တဲ့ဟာတွေအဲဒါမှမဟုတ်ရင်ပြန်လည်ပြင်ဆင်လိုက်တဲ့ချက်တချို့ department တွေမလိုလိုက်တော့တဲ့ဟာမျိုးတွေဖြစ်သွားတဲ့အခါကျတော့တော်တော်များများကို leave လုပ်သွားကြတယ်ပေါ့နော်အဲ့တော့အမကဒီမှာဗာလေးပြောချင်တယ်ဆိုအမတို့ back to action ဆိုတဲ့ campaign လေး run ပေးဘူးတယ်ပေါ့နော်အဲ့တော့ရောက်နေတဲ့နေရာနေကွာနောက်တော့ action တစ်ခုပြန်ယူရတာပေါ့နော်လူတစ်ယောက်က reject လုပ်ခံတယ်အငင်းခံလိုက်ရတယ်ဆိုရင်သူက depression ဖြစ်သွားတော့အာ ငါမတော်လို့ဆို တကယ်တော့မဟုတ်ပါဘူးဒီအလုတ်မှာကိုယ်ရက်နာလိုက်တယ်ဆိုပေမဲ့အခြားအလုတ်ကကိုယ်ကိုတိထက်ပိုကောင်းတဲ့ opportunity ပေးနိုင်နေဆိုတဲ့ဟာကျမတို့မမြင်သေးတာဖြစ်မယ်ပေါ့နော်အဲ့တော့ကိုကကိုလုံနေကြဖြစ်တဲ့အတွက်ဒါကလုံနေကြအလုတ်တစ်ခုကတော့ကိုယ့်အတွက် habit ပေါ့နော်ကိုယ့်ရဲ့အတွေ့အကြုံကိုယ့်ရဲ့အလေးထားလို့ဖြစ်နေတာကဒါတော့လုံချင်တာပေါ့ဒါပေမဲ့အတိတ်ကလေးစမ်းကြည့်ကြည့်ပါလားပေါ့လိမ်မော်သေးလေးစားနေရတယ်ပန်းသေးလေးပြောင်းစားကြည့်ကြည့်ကျင်နေစိတ်ကလေးကို try မို့လို့အဲ့တော့ကိုကပထမအောင်ဆုံးဘာလုပ်ကမှလဲဆိုကိုကိုဒီလိုဟို reject ဖြစ်သွားခဲ့တဲ့ငင်းခံလိုက်ရတယ်ဆိုရင်ပထမအောင်ဆုံးလုပ်ကမဲ့ဟာကကိုကိုကို modernize ပြန်လုပ်ဖို့လို့ အပ်တယ်ပေါ့နော်ကိုကိုကိုဒီဇိုင်းပြန်ပြင်ရတာပေါ့နော်အဲ့တော့ကိုကအရင်တုန်းကရှိတ်ကြီးကအေရှိတ်ဖြစ်နေတဲ့အချိန်မှာအခုပြောင်းလိုက်တဲ့ဟာက B shape ဖြစ်သွားတယ်ဆိုအဲ့ဒီ shape အတိုင်းကိုကိုကအခုနကျမတို့ပထမပြောခဲ့သလိုပဲဘလောက်ထိ flexible လုပ်နိုင်လဲဆိုတဲ့ပုံမှာမူတည်ပြီးတော့ကျမတို့လုပ်ငန်းခွင်နဲ့ပြောင်းဝင်သွားလို့ရပါတယ်အဓိကကိုယ့်ရဲ့စိတ်ပါကျမတို့ကကျမတို့စိတ်ကြီးကိုဆွဲကင်ထားပြီးဒါကြီးမှရမယ်လို့ဖြစ်တယ်ဆိုရင်တော့မဖြစ်ဘူးပေါ့နော်အဲ့တော့ကျမတို့ကငါဘလိုမျိုးလေးဒီတိုင်းလေးကိုပို့လုပ်လိုက်မယ်ဆိုရင်ကိုယ့်အတွက် ်တင်စရာတွေအများကြီးတိုးလာနိုင်တယ်တငယ်ချင်းသက်တွေအများကြီးရနိုင်တယ်အတွေ့အကြုံတွေအများကြီးရတယ် maybe ပထမအလုပ်ထက်တောင်ပိုပျော်ရင်ပျော်သွားနိုင်တဲ့ဟာမျိုးရှိတာပဲဆိုအဓိကကိုယ်စိတ်ကိုပဲကိုယ်ပိုင်နေပေါ့အဲ့တော့ကျမကတော့အများနဲ့ပြောနေတဲ့ mentorship တစ်ခုထဲမှာပါတဲ့ဟာကတော့ internet control နဲ့ external control ပေါ့နော်ကိုယ်အတွင်းအဝိုင်းစီးကို ပထမကိုဘလို့ အုတ်ချုပ်မှာလေအပြင်ဝိုင်းစီးကဘယ်လိုမျိုးရှိတာလဲပေါ့အဲ့တော့ကို့အတွင်းဝိုင်းဆိုတဲ့ဟာကိုကိုယ်တိုင်လှုပ်လို့ရနိုင်တဲ့အရာတွေပေါ့ကိုကိုယ်တိုင်ကကို့ကိုကိုယ်အဲ့တော့ကျမမအိတ်ချင်မှုအိတ်ချင်နေဆိုကျမကိုယ်တိုင်လှုပ်လို့ရတယ်ကျမမစားချင်မှုကျမမတင်ချင်မှုဆိုတော့ကျမကိုယ်တိုင်လှုပ်လို့ရအဲ့တော့ ကိုကိုယ်တိုင်လုပ်လို့ရတဲ့ဟာနဲ့အရင်စပါအခြားဖြစ်နေတဲ့ outside ကဖြစ်နေတဲ့အရာတွေကကျမတို့ control လုပ်လို့ရတဲ့အပိုင်းမဖြစ်တာဖြစ်တဲ့အတွက်ကျမတို့က let it go နဲ့ flow တိုင်းသွားဖို့လိုအပ်တာပေါ့နော် on the flow ပေါ့နော်အဲ့တော့အဓိကကိုယ့်ရဲ့စိတ်ကလေးကိုပြင်ထားပြပြ okay ဒီလိုအခြေအနေမှာငါဒီလိုလေးလုပ်မယ်ဒီအခြေအနေမှာငါဒီလိုလေးလုပ်မယ်ဆိုတဲ့ပုံစံလေးနဲ့သွားရဲဆိုရင်တော့အခုနပြောတဲ့ back to action ပေါ့ကျမတို့ကအခြေအနေတစ်ခုကနေ direction တစ်ခုအစ်စ်ဘက်ကိုပြန်သွားတဲ့ပုံမျိုးလေးဖြစ်ပါလိမ့်မယ်ရှင်ဟုတ်ကဲ့ပါမှာ move on လုပ်နိုင်သွားမှာပေါ့နော်ဟုတ်တယ်ဆရာဒီနေ့မှ ါဆိုလို့ရှင်တော့ဥရောပနော်ဒီမိုင်းကျော်မြန်မာရဲ့ခြေဥမှန်တူလေးဖြစ်တဲ့ ecosystem beta တူလေးဖြစ်တဲ့အမမမြတန်တော်ကိုဖိတ်ခေါ်ပြီးတော့ဒါအဓိကလုပ်ငန်းခွင်မှာ career change နဲ့လူငယ်တွေအတွက်အဓိကမိခွန်းလေးတွေကိုမေးနေရပါတော့ခုနလည်းဒါအမအများကြီးပြောပြထားခဲ့တဲ့ career change မဲ့လူတွေအတွက်ပေါ့နော်အခုဒီတစ်ခေါက်ထပ်ပြောဦးမေးချင်တာကြတော့လေခုနမေးမေးထားပြီးသားတွေကိုပြန်မေးသလိုများတော့ဖြစ်မလားတော့မသိဘူးအလုပ်တစ်ခုကိုဆွဲဆွဲမြဲမြဲလုပ်တယ်လားဆိုတာလေးကိုမေးချင်တာပါမဟုတ် အလုပ်တစ်ခုကိုဆွဆွမြဲမြဲလုပ်တယ်ဆိုတာ loyalty ဖြစ်တာပေါ့နော်ဒါတကယ်ကိုကောင်းတယ်အလုပ်ငန်းရှင်တွေအရန်ကြိုက်ကြတယ်ပေါ့နော်ဆွဆွမြဲမြဲလုပ်တဲ့ဟာအရန်ကောင်းတယ်ဒါပေမဲ့ ကိုယ့်ရဲ့ grow ကိုရှိရလားဗောနော်တခါကြရင်ကျမတို့ကအလုပ်တစ်ခုမှာဆွဲဆွဲမြဲမြဲလုပ်ပြီးတော့ယာရုအကြီးတော့ရှိနေပါဒါပေမဲ့ကျမတို့ကရက်နေပြီဘာမှဆက်လုပ်လို့မရတဲ့အခြေအနေဖြစ်နေဆိုရင်ကျမတို့ reborn လုပ်တဲ့နေဗောနောက်တစ်ဆင့်ကိုပြန်သွားဖို့လိုအပ်တယ်အဲ့တော့ကျမတို့ culture ဗောမြန်မာ culture မှာဆိုကျမတို့ကိုယ်တိုင်လည်းဖြစ်တာပဲလေအငယ်တွေရှိရနေတင်ရမလားကိုယ်ကလေးပို့သွားလုပ်ကမလားကိုကိုကိုရှက်ကြတယ်ကိုကိုကြောက်ကြတယ်တစ်ခုခုကို reborn လုပ်တဲ့ဟာအရန်ကောင်းပါတယ်အဲ့ဒါဘာလဲဆိုတော့ကျမတို့အတွက်ထပ်ပြီးတော့ speed ပြန်ပေးလိုက်တာဗောကျမတို့နောက်တစ်ဆင့်တစ်ဆင့်တစ်ဆင့်ကိုထပ်လှမ်းဖို့အတွက်ကျမတို့ ို့အခွင့်ရရသွားတာပဲဆိုတော့အဲ့တော့လူငယ်တွေနဲ့အတူနေတဲ့ခါတိုင်းလည်းလူငယ်နဲ့အတူပူပျော်လို့ရတာပေါ့အဲ့တော့ကိုကလူကြီးဖြစ်တဲ့အတွက်လူကြီးအတွေ့အတွေ့နေပေမဲ့လည်းလူငယ်တွေရဲ့ energy တွေလူငယ်တွေတွေးနေတဲ့ဟာမျိုးကိုဝင်လုံနိုင်နေဆိုရင်ကို့အတွက်ပိုကောင်းတဲ့အခြေအနေလေးရှိတယ်ပေါ့နော်ဆိုတော့လုပ်ငန်းမှာဆွဆွမြဲမြဲလုပ်တာကောင်းပါတယ်ဒါပေမဲ့ကို့အတွက် grow မရှိဘူးဆိုရင်တော့အသစ်ကပြန်စပါမယ်ကိုဒီ fresh ပြန်ဖြစ်မယ်ပြီးတဲ့အခါကိုသွားကျင်တဲ့ level အမြင့်အယိုပြန်ရောက်နိုင်မှာဖြစ်တဲ့အတွက်အသစ်လုပ်ဖို့မပင်ပန်းပါနဲ့မဝင်လေးပါနဲ့ပေါ့နော်ကျမတို့ဒီမေမေတွေတော်တော်များများဆိုလဲကျမတို့ဟိုလှုပ်ပေးဖြစ်ပါတယ်မေမေတွေခလေးလေးမွေးပြီးတဲ့အခါမှာ career break ကြီးဖြစ်သွားပြီးတဲ့အခါကျခလေးကတစ်ဖက်အလုပ်ကတစ်ဖက်မလို့ငါတို့အလှတွေပြည့်စည်သွားပြီလားဆိုပြီးတော့မဝင်ကျင်တဲ့မေမေတွေ တော်တော်များများလေးကျမတို့ကြုံမှုတာဖြစ်တဲ့အတွက်ကျမဒီကနေ့ထပ်ပြီးပြောလိုက်ခြင်းနဲ့ဟာကဒီအချက်တွေအားလုံးကကိုယ့်ရဲ့ challenge ပါအဲ့တော့မမေတွေအနေနဲ့လည်းဂုဏ်ယူဖို့ကောင်းပါတယ်အဲ့တော့ကိုယ့်ရဲ့ career ကိုဘယ်တော့မှမရက်ထားပါနဲ့ကိုယ့်ရဲ့ career တစ်ခုဒီကိုယ့်ရဲ့အတိုင်းဝိုင်းကိုယ့်ရဲ့မိသားစုကိုကိုယ်တိုင်အတွက်ဂုဏ်ယူရတဲ့အမေတွေကိုကိုယ်တိုင်အတွက်ဂုဏ်ယူရတဲ့လူသားတယောက်ဖြစ်ဖို့လိုအပ်တာဖြစ်တဲ့အတွက် change ကိုမကြောက်ပါနဲ့ challenge ကကိုယ့်အတွက်အမြဲတမ်း opportunity ပါရှင့်ဟုတ်ကဲ့ပါမကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့ဥကိုယ်တိုင်လဲတာအမစီကနေပါအမပြောလိုက်တာကြားရကြမှာ energy အများကြီးရတယ်ပေါ့နော်ဆိုတော့ဥထက်ပြောမိချင်တာခုနမမေအတွက်လည်းပြောသွားတယ်ဆိုတော့ဒီအိမ်တော်တွေမိခင်နေနောက်ပြီးတော့ဒီចောင်းသားတွေဒီနေ့ခင်မ မဟုတ်ဘူးဒီနေ့ကဥရောမြန်မာနိုင်ငံမှာမဟုတ်ဘူးတကဘာလုံးနဲ့ဖြစ်မဲ့တယ်နဲ့တချို့နိုင်ငံတွေကျတော့ဒါကိုလက်ခံတယ်ပေါ့ဥမာအသက်အကန့်အသက်ကြောင့်အလုံးမရတာတို့ခုနပြောလို့အိမ်တောင်တဲ့ဆိုအလုံးမခံတာတို့မိခင်ကလေးမေတွေဆိုရင်သူတို့အလုံးမပေးတာတို့ဒါတော့ရှိနေသေးပဲပေါ့နော်အဲ့တော့တက်ရွယ်အိမ်တောင် တဲ့ပဲဖြစ်ဖြစ်ဒါအသက်ရွယ်လည်းမရွေးကလေးပဲဖြစ်ကလေးဆိုတော့ဒါတက်မတ်ဟိုမှာ16 18လောက်ပေါ့နော်ဒီလိုလူငယ်တွေចောင်းသားတွေဘလို့လုပ်ငန်းခွင်တွေမှာလောက်ကင်လို့ရနိုင်မလဲပေါ့အဲ့တော့၃ပိုင်းပိုင်းလို့ရတယ်ဒီပိုင်းကကြတော့အခုနပြောတဲ့မေမေတွေပေါ့နော်ဆိုတော့အနည်းဆုံးပြောရမယ်ဆိုရင်မေမေတွေအတွက်ဆိုရင်ကျွန်တော်တို့ my job ကဘာလုပ်ပေးဆိုတော့၃နှစ်အောက်ကလေးရှိတဲ့မေမေတွေဆိုရင်ကျွန်တော်တို့ work from home ပေးထားတယ်ပေါ့အဲ့ဒါဆိုရင်သူကရုံးလာရင်လည်းဘလို့မဆိုစဉ်းစားကြည့်လေခလာခလာကလေးကဖျားလို့ဟိုလိုဖြစ်လို့ဒီလိုဖြစ်မှာစာမေမေတွေကိုအခွင့်အရေးပေးပြီးခုံယူစေခြင်းနဲ့ဆိုတော့ကျွန်တော်တို့ company တွေကိုလည်းဒါလေးကိုကျွန်တော်တို့ approach လုပ်ပါတယ်ဒါမျိုးလေးလုပ်စေချင်တယ်အဲ့တော့၃နှစ်ယောက်ရှိတဲ့မိမိတွေအနေနဲ့လည်း work from home လုပ်နိုင်တဲ့ဟာမျိုးဆိုကျမတို့ tele sale လို့ဟာတယ်အများကြီးရှိတယ် online ကလုပ်နိုင်တဲ့ digital တွေနဲ့ပတ်သက်တဲ့ဟာတွေအများကြီးရှိတယ်အဲ့လိုပဲကျမတို့ design နဲ့ပတ်သက်တာအဲ့တော့အိမ်မှာနေရင်လုပ်နိုင်တဲ့လုပ်ငန်းတွေအများကြီးရှိလာတာဖြစ်တဲ့အတွက် ကိုကိုကို adaptability လို့ခေါ်ရဲပေါ့နော်အဲ့တော့ low at the scale လေးတွေဖြစ်လိုက်တဲ့ဆိုရင်ရနိုင်ပါတယ်ပေါ့နော်အဲ့တော့လူငယ်တွေအတွက်ဆိုရင်လည်းနှစ်ပိုင်းရှိတယ်ပေါ့လူငယ်တွေကတခုကကြတော့ကိုကလူငယ်တွေအတွက်လက်ရှိ market ထဲမှာဘယ်လိုအလုပ်တွေခ demand များလဲဆိုတဲ့ဟာကိုသူသိဖို့လိုအပ်တယ်ပြီးတော့သူ့ရဲ့ရှိနေတဲ့ skill နဲ့ဘယ်အချက်လေးတွေပေါင်းလိုက်တဲ့ဆိုရင်တော့သူ့အတွက်အလုပ်အတွက်ကလွယ်လင့်တကူနဲ့အလုပ်ပြန်ရနိုင်တယ်ဒါမှမဟုတ်ဘူးဆိုရင်လည်း operation job 9နာရီနဲ့9နာရီတော့၎င်းဒါမှမဟုတ်ဘူးဆိုရင်သူ့ရဲ့ personal type နဲ့ kait ညီတဲ့ freelance လို့ဟာမျိုး remote job လို့ဟာမျိုးသူတို့လုတ်သွားလို့ရတယ်ဆိုတော့လေအရာရာတိုင်းမှာ solution ရှိတယ် solution မလုပ်တဲ့လူကကိုပဲဖြစ်တယ်အဲ့တော့ကိုကအဲ့ဒါကြီးကိုခေါင်းမာနေတယ်ဆိုရင်တော့ solution မဖြစ်တာပေါ့အလိုလိုကိုကိုလုတ်တဲ့အတိုင်းမှာတော့ကိုရဲ့ solution ကကိုကိုယ်တိုင် decision maker လုတ်ကမှာပါရှင်အခုဒီဘက်ခင်မှာပေါ့နော် covid ရဲ့နောက်ပိုင်းမှာဆိုလို့ရှင်လေဒီ work from home နေရှိလာတယ်လို့ခုနောက်ပိုင်းဒီ freelance လုတ်တာတွေနောက်ပြီးတော့အလို project contract တွေလုတ်လာကြတယ်ပေါ့နော်ပြီးတော့ဒီခုနောက်ပြောလို့9 to 5 operation job တွေလည်းရှိသေးရဆိုပေမဲ့အဲ့တော့ဘလို့မျိုးတွေကွဲပြားလာလဲမြန်မာနိုင်ငံလုံ န်းခွင်တွေမှာတော့ဒါအခုနောက်ပိုင်းမျိုးစုံတွေ့လာရဲဆိုတော့ဘယ်လိုမျိုး benefit တွေရှိမလဲအကျိုးကျေးဇူးတွေရှိလာလဲပေါ့ဟုတ်နှစ်ပိုင်းပေါ့တစ်ပိုင်းကကြတော့ permanent အလုပ်နဲ့အခုနပြောရဲ remove လုပ်ပေါ့နော်တော့ permanent အလုပ်မှာလည်းအားသာချက်တွေအများကြီးရှိတယ်ပေါ့နော်အဲ့တော့ကျမတို့ကအိမ်ကနေပြီးထမင်းချက်လို့မရတော့ဘူးလေအခုကကြတော့ဟို operation ဖြစ်တဲ့အတွက်ကိုကိုယ်တိုင်သွားမယ့်ဟာမျိုးရှိရဲဆိုတော့ကိုးနိုင်ငါးနိုင်အလုပ်တွေမှာဆိုဘာဖြစ်တာလဲဆို sustainable ရှိတယ်ပေါ့နော်အဲ့တော့ဒီ office environment ကို learning လုပ်လို့ရတယ် networking တွေတိုးတဲ့ဟာမျိုးတွေရှိတယ်လို့တစ်ဖက်မှာလည်းကျမတို့အခုနပြော remove job ဆိုတဲ့အခါကျတော့ကျမတို့က ကိုရဲ့ type ပေါ့เนาะအဲ့တော့ကိုကကိုသတ်မှတ်တဲ့ target ကိုလုပ်ပေးရမယ့် duty and responsibility ကိုကိုကိုယ်တိုင် handle လုပ်လို့ရတယ်ပေါ့အဲ့တော့နှစ်မျိုးရှိတာပေါ့အဲ့တော့ကိုကကိုရဲ့ type နဲ့ kait နေတဲ့အလိုမျိုးလုပ်ဖို့လိုအပ်တာပေါ့เนาะအဲ့တော့9နိုင်နဲ့9နိုင်အတွင်းမှာငါဒီဘလို့အလုပ်ကိုင်မျိုးကိုပို့ပြီးတော့လုပ်ပေးနိုင်တာလားဒါမှမဟုတ်ဘူးဆိုငါကကိုမင်းကိုချင်းပေါ့ကိုကြိုက်တဲ့အတိုင်း ကိုယ့်ရဲ့ live ဆိုင်နဲ့ကိုလုတ်ချစ်လာလားဆိုတော့ကိုယ့်ရဲ့ပုံမှာမူတည်တယ်ပေါ့ဒါပေမဲ့လက်ရှိရှိနေတဲ့ကိုယ့်ရဲ့ market ကိုမမေ့ဖို့တော့လိုအပ်တာပေါ့နော်ဆိုတော့ကိုက committed ပေးဖို့လိုအပ်တယ်တော်တော်များများကျမဒီ freelance တွေဒီ part time job တွေမှာမြင်ရတဲ့ဟာက committed ကယော့လာကြတယ်ပေါ့နော်ဆိုတော့အဲ့တော့ excuse တွေနဲ့ပြန်သွားကြတဲ့ဟာမျိုးမဟုတ်တော့ဘဲနဲ့ကျမတို့ကဘာလို့ပေးစရာတစ်ခုခုကိုဂတိပေးထားပြီးဖြစ်မြအောင်လုပ်တာပေါ့နော်အဲ့တော့ယူထားတော့ project တွေ၄၅6ခုယူထားပြီးပြီးတော့ media လို computer အားမရှိတော့လို့ wifi ကမရတော့ဘူးလို့ဆိုပြီးတော့ အလေးအညာမျိုးဖြစ်တာထက်စာရင်ကိုဒီတစ်ခုခုကို committed ကောင်းကောင်းလေးပေးပြီးတော့ကိုယ့်ရဲ့ branding ကိုတိဆောက်စေခြင်းနဲ့ part time ပဲဖြစ်ဖြစ် full time ပဲဖြစ်ဖြစ် ိုဒီကိုရဲ့ brand owner ဖြစ်တယ်ကိုရဲ့ brand လေးကိုကိုကိုတိုင်းအကောင်းဆုံးတိဆောက်ဖို့အရေးကြီးပါတယ်ရှင်တကယ်သာအလုပ်လုပ်ခြင်းနဲ့ဆိုရင်မျိုးစုံလုပ်လို့ရတဲ့အလုပ်တွေကလည်းအများကြီးရှိလာပါတော့ပြီးတော့ခုနောက်ပိုင်းဒါပြပကိုသွားပြီးတော့အလုပ်လုပ်ခြင်းနဲ့လူငယ်တွေရှိရပေါ့အဲ့တော့မြန်မာလူငယ်တွေကဒီပြပမှာအလုပ်လုပ်မယ်ဆိုရင်ဘယ်လိုမျိုးအလုပ်ကိုင်းတွေရနိုင်လဲပေါ့နော်ဘယ်လိုလုပ်ငန်းခွင်တွေကိုအများဆုံးရွေးချယ်ကြလဲအလုပ်ရနိုင်ကြရရောပေါ့နော်ပြပကိုထွက်ကျင်စောနဲ့တချို့အလိန်ခံရတာတွေလည်းအများကြီးတွေ့လာကြတယ်ရှိလာကြတဲ့အခါကျတော့ဘာတွေကိုတတိထ 他等联合符 အဲဒီဟာတော့နည်းနည်း challenge အကြီးဖြစ်တယ်ပေါ့နော်နိုင်ငံသားသွားကျင်နေပြဿနာတော်တော်များတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကပထမဦးဆုံးသွားတာမသွားတာလူတိုင်းရဲ့ဆုံးဖြတ်ချက်ပါတယ်ပေါ့နော်အဲ့တော့တို့ရဲ့တို့ဒီတို့ရဲ့ life ကို guide လုပ်တဲ့လူတွေဆိုတော့ကိုယ့်ရဲ့ဆုံးဖြတ်ချက်မှန်ပေါ့အဲ့တော့ကိုတခုခုမဆုံးဖြတ်ခင်မှာလောက်ကမဲ့အချက်လေးပဲကျွန်မဒီကနေပြောပြရစီပေါ့အဲ့တော့ကိုကနိုင်ငံတကာကိုသွားဖို့ဆုံးဖြတ်ထားတယ်နံပါတ်1ပထမဦးဆုံးကိုလောက်ကမဲ့ဟာက language ပေါ့ဘယ်ဘယ်ဘယ်တော့တော့ကိုဒီ language skill တခုတော့ကောင်းကောင်းတက်ထားဖို့လိုအပ်တယ်နံပါတ်2ကကြတော့ကိုသွားမဲ့နိုင်ငံရဲ့ culture ကိုလေ့လာထားဖို့လိုအပ်တဲ့ဘလို့အလောက်ကမျိုးပေါ်တာလဲပေါ့တော့လက်ရှိ2020နောက်ပိုင်းမှာနိုင်ငံတကာကိုသွားတဲ့ rate တွေကိုကြည့်လိုက်မယ်ဆိုကျွန်တော်တို့ဘက်ကသွားရမှာ construction လိုဟာမျိုး hospital လိုဟာမျိုးပြီးတဲ့အခါကျရင်ဒီ ID နဲ့ပတ်သက်တဲ့အရာမျိုးတို့ပြီးတဲ့အခါကျတော့ဒီ F&B နဲ့ပတ်သက်တဲ့အရာမျိုးတွေအများကြီးသွားကြတာတွေ့လာကြတဲ့အခါကျတော့ရင်းထဲမှာတော့မကောင်းဘူးပေါ့ကျွန်တော်တို့နိုင်ငံမှာပညာတွေအများကြီးတင်ပြီး downgrade ဆင်းသွားကြတဲ့ဟာမျိုးတွေတော့မဖြစ်အောင်တော့ဘာလို့ဖို့လိုအပ်တာလဲဆို online ကနေကျွန်တော်တို့ဒီမှန်မှန်ကန်ကန်နဲ့ခေါ်ယူနေတဲ့အလုပ်တွေအများကြီးရှိ ပါတယ် verify လုပ်ဖို့လိုအပ်ပါတယ်အဲ့တော့ကိုကဒီလက်တလော ကိုယ့်ရဲ့ဆန္ဒလေးနဲ့နိုင်ငံသားထွက်ချင်ဇောလေးနဲ့ အဲလှုပ်လိုက်တဲ့အရာတွေမှာအမားတွေအများကြီးဖြစ်နိုင်တာတွေရှိတာဖြစ်တဲ့အတွက်အချိန်ယူပါဆုံးဖြတ်ပါကိုမသွားခင်မှာလိုအပ်တဲ့ source တွေကိုယူပါအခကျင်းတွင်ပေးစရာတပြားမှမလိုဘဲနဲ့ကျမတို့ရှင်နေ consultation တွေယူလို့ရပါတယ်ကိုဒီဒီ company ကမှန်ရဲ့လားတချို့ company အလိမ့်နေဆိုဝင်လာတဲ့ official email တွေမှာတော့ gmail တွေနဲ့တွားနေရပဲရှိသေးတယ်အဲ့တော့ဒါတွေကတကယ်မှန်ရဲ့လားအဲ့တော့ဒီ company ကိုဘယ်လိုစစ်ဆေးမှာလဲဘယ်လိုမျိုးနည်းနဲ့ပေါ့အဲ့တော့ mindjob ကနေ verify လုပ်ပေးထားတဲ့ company တွေအများကြီးရှိပါတယ် online ကနေ click နှိပ်ပြီးတော့အဲ့ဒီ company ကိုဓာတ်ရိုက်ကိုယ့်ရဲ့ skill set နဲ့ကန့်ညီပြီးဖြေလို့ရတယ်ပေါ့နော်ဆိုတော့ကျမတို့ဘက်ကတော့ white collar လို့ပြောရတာပေါ့နော်အဓိကပညာအရည်ချင်းနဲ့တွားမဲ့လူငယ်တွေအတွက်ကတော့လကောက်ပညာအရည်ချင်းနဲပါပြီးတော့ vocational လို့ခေါ်တဲ့တမွေးဝမ်းပညာနဲ့တွားမဲ့လူငယ်တွေအတွက်ကောအတွက်ကိုကျမတို့ဘက်ကနေ verify လုပ်ပေးထားရလေးရှိပါတယ်အဲ့တော့အဓိကတော့ကိုကိုယ်တိုင် ဖြစ်တဲ့အတွက်မလောပါနဲ့ တည်တည်ချာချာဆုံးဖြတ်ဖို့အတွက်ကိုကိုတိုင်းမှာလုံလောက်တဲ့ information လေးတို့စုဖို့တော့ကျွန်မဒီကနေထပ်ပြီးအကြံဉာဏ်ပေးပြရစီရှင်ဟုတ်ကဲ့ပါအဲ့တော့တကယ်ကိုဒါလူငယ်တွေအတွက်လိုအပ်နေတဲ့စကားတွေကိုအများကြီးပြပြပေးသွားတာပေါ့နော်ဆိုတော့အဲ career ချင်းချင်းတဲ့လူတွေအတွက်ရောပြပါဟိုသွားပြီးတော့အလုပ်လုပ်ကြမယ့်လူတွေအတွက်ရောပြပြည့်စုံမယ်လို့တော့ထင်ပါတယ်ဦးတို့ဒီနေ့စကားဝိုင်းလေးရပါပေါ့နော်အဲ့တော့အဲ my job အနေနဲ့ဒါပြပအလုပ်ကင်အတွက်ဆိုရင်တော့ဒါခုနကဆိုရင် verify လုပ်ပေးထားတဲ့အရာတွေလူငယ်တွေ join လို့ရရပေါ့နော်ခုနကပြော click လုပ်ပြီးတော့ပါဝင်ရုံနဲ့ရမှာပေါ့နော်မှ ဟုတ်ပါရဲ့ရှင်ဟုတ်အဓိကကိုကြိုက်နှစ်သက်တဲ့ company အဲဒီမှာပေါ်ပြထားတဲ့ information တွေအများကြီးပါတယ် JDJR တွေပေါ့နော်ကိုရဲ့လုတ်ပေးရမယ့်ဟာတွေကိုရဲ့တာဝန်ယူရမယ့်အပိုင်းတွေကိုကိုကြိုက်နှစ်သက်တဲ့ company ကိုကိုဖြည့်ထားတဲ့ information တွေပေါ်မှာမူတည်ပြီးတော့ click လေးတစ်ချက်နှိပ်ယူနဲ့ information ပေးလို့ရပါတယ်နောက်တစ်ခုက my job မှာ career profile လို့ခေါ်ပါတယ်ကိုရဲ့ profile ကိုကြွားလို့ရတယ်ပေါ့နော်ဟုတ်ကဲ့ကျွန်တော်တို့ဒီကိုရဲ့ profile ကိုကောင်းကောင်းလေးမှန်မှန်လေးဖြည့်ထားပြီးပြီးတော့ ကိုယ့်ရဲ့ challenge ပေါ့ကိုယ့်ရဲ့ company တွေကိုငားရဲ့ skill ဆိုတဲ့ဟာကိုကြွားလို့ရတဲ့နေရာလေးကိုအခမဲ့လုပ်ပေးထားပါတယ်။မိုင်းကျုံမှာဝင်ကြည့်လိုက်လို့ရတယ်။အဲ့တော့ကိုကိုရိုင်းကနိုင်ငံတွင်းမှာပဲနေတာပဲဖြစ်ဖြစ်နိုင်ငံတကာရဲ့အလုပ်ကိုပဲလိုချင်တာဖြစ်ဖြစ်ကိုယ့်ရဲ့ information လေးကိုထည့်ထားပြီးတော့ကိုကြိုက်နှစ်သက်တဲ့အလုပ်ကိုင်ကို click နှစ်ယုံတော့လကောက်ကိုကိုကြိုက်နှစ်သက်တဲ့ company ကလာပြီးဓာတ်ရိုက်ဆက်သွယ်လို့ရနိုင်တဲ့အခွင့်အရေးတွေဓာတ်ရိုက်ပေးထားပါတယ်ရှင်။ဟုတ်ကဲ့ပါ။အခုလိုအချိန်မေးပြဖြေချပေးရတဲ့ကျေးဇူးအများကြီးတင်ပါတယ်နော်မ။ကျေးဇူးပါရှင်။